သာသနာတော်တဲ့1568ခုနှစ်လူဟောကောသံတပ်ကလေးတောင်းပန်ရာ76ခုဒီလိုတကူလာဇံရှင်ရည်ဖြစ်ပါလေဒီလိုဆရာတော်ဘုရားကြီးရဲ့လမ်းညောင်းမောင်းရသူသွားဆောင်ဆုံးကကံထုံးပြောင်းဆုံးကဉာဏ်အောင်မြင်ဆုံးကဝိရိယဆိုတဲ့ လင်္ကာကြရားလေးကိုအခြေတဝင်းချက်ပြီးတော့ဟောခဲ့တာပြီးခဲ့တဲ့ဘက်ကကောင်းကံပြုစေကောင်းကံပြုစေကံကောင်းစေဆိုပြီးတော့အမြင်နဲ့ကံရဲ့အကြောင်းတရားကိုအခြေတဝင်းဟောခဲ့တယ်ဒီနေ့တော့ထုံးပြောင်းဆုံးကဉာဏ်သွားနဲ့ပတ်သက်ပြီးတော့ကိုယ်တည်းတော့ဘုရောကောင်းတရားတခွန်ကြားတာဆိုတဲ့ ကနေ့ဟောဘုရားစေတားလေးနေထုံးပြောင်းဆုံးကဉာဏ်ဒုက္ခကံပါတိဉာဏ်ကောင်းဖို့လိုအတွက်စွမ်းစားတဲ့ခေဝေဘောဇဉ်နေမလို့ကြဘူးလားလူကြတဲ့အဲစွမ်းခေဝေဘောဇဉ်နေလူရမ်းတဲ့အခါမှာအကျိုးတရားငါးပါးရတယ်ဟုတ်လားအာယုဝနာဒုက္ခဘလား ရိဘာနာဆိုတဲ့အကျိုးကျေးဇူးတရား၅ပါးပေါ့နော်။အာယုဝန္ဒသုကဘလပရိဘာနာပရိဘာနာဆိုတာကတော့ဉာဏ်ကိုပြောတာပဲ။ဟုတ်လား။အဲအဲ့ဉာဏ်ကိုတမျိုးပြောမယ်ဆိုလို့ရှိရင်အဲ့ဒီဉာဏ်ဆိုတာပညာပဲ။ဟုတ်တယ်မလား။အဲလောကအိမ်မှာပညာရှိဖို့အတွက်ပညာတွေမရှိဖို့ရောက်ရလား။ရှိဖို့ကြတယ်။ အဲ့လိုဝိညာဉ်လေးစီးပွေးရတဲ့ပဲဦးဇင်းတို့ပြီးခဲ့တဲ့ယတ္တဘကမပြောလည်းမဲ့နဲ့နော်သာဖြစ်နေတဲ့ယန္တိလာရှင်တွေဒါဖြစ်စည်းသွားကြတာဟုတ်လားဟေးအဲ့ဒါကိုမိမိတို့ကတောင်းဝင်ကယူပါမယ်နော်အေးဦးဇင်းတို့လောကကြီးမှာသူတော်ကောင်းတွေရဲ့စကားကိုကြားနာရမှာလေအင်မတန် ကိုယ်တော်ကောင်းတရားကိုနာကြားဝင်ရှိတဲ့အခါမှာကိုယ်ကပညာရအောင်ယူဖို့မလိုဘူးလားမလိုဘူးလေဒါကြောင့်ဘုရားလိုပါဆရာတော်ပြရဒုရောမဟုတ်သူရောက်တို့နဲ့တသိကတခိုက်များဖြင့်ပေါင်းမင်းတဲ့ငါအစိမ့်နဲ့တမယာအစိမ့်စာတို့မိစ္ဆာတိမ်ပါမြောက်ပေါင်းပြာဤတရားမပြေမချွတ်ချွတ်ဤဝိနောလောကကြီးမှာ စိတ်နဲ့တံမြာထားရင်ဘာဖြစ်သွားမှာလဲအစိမ့်ပြစ်မသွားဘူးလားအစိမ့်ပြစ်တယ်လို့ပဲတဲ့လောကကြီးမှာကိုပေါင်းတဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းမဟုတ်ဘဲနဲ့သူရုံမှာဖြစ်နေပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာလည်းစိတ်နဲ့တံမြာပေါင်းဝဲသူပဲနော်အဲအဲ့ကြောင့်မိမိတို့ကဘာလဲရှိဖို့အရေးကြီးတာလဲ ဘာလေးရှိဖို့ရည်ကြည်ရလဲဉာဏ်လေးရှိဖို့ရည်ကြည်တယ်ကိုကဉာဏ်ပညာမရှိဘူးဆိုလို့ရှိရင်သူတော်ကောင်းမဟုတ်တဲ့သူရုပ်မာရီနဲ့ဘာဖြစ်မိပါလဲကောင်းပြီပါအဲ့လိုသူရုပ်မာရီနဲ့ပေါင်းပြီးတဲ့အခါမှာမိမိရဲ့အကျိုးစီးပွားတွေဖြစ်ထွန်းနိုင်ပါမလားမဖြစ်နိုင်ဘူးဒါကြောင့်မို့မကတယ်ပါဆရာတော်ကြီးကသူတော်မဟုတ်သူရုပ်တို့နဲ့ ုသူရုပ်လိုနဲ့တကိုက်မရပြန်ပေါင်းနေတဲ့ကဝိဇ္ဇတော်ဘဝတန်တဲ့ဘဝတစ္ဆောက်လုံးပေါင်းရမှာမဟုတ်တမင်တနည်းပတ်လုံးပေါင်းရမှာမဟုတ်တလောက်ပတ်လုံးပေါင်းရမှာမဟုတ်เนาะတပတ်ပတ်လုံးပေါင်းရမှာမဟုတ်တခိုက်မရလေပေါင်းနေမယ်ဆိုလို့ရှိရင်တဲ့စိတ်နဲ့အတမယအစိတ်စာသူမိစ္ဆာတိမ်ပါလုံးပေါင်းပြရည်တရားမနေုံမချောချောဤဝိဇ္ဇတော် လောကကြီးမှာမကောင်းမှုတွေလုပ်ပြီးတော့စိတ်ဒုက္ခတွေကိုယ်ဒုက္ခတွေအမျိုးမျိုးရောက်နေတဲ့ပုံပုံတွေနဲ့မတွေ့ရဘူးလားမတွေ့ရပါဘူးခင်ဗျာအေးအဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်သူတို့သူရုပ်ပါတွေနဲ့ပေါင်းပြီးခဲ့လို့သူတွေနဲ့ပေါင်းလုပ်ခဲ့တယ်ပဲဟုတ်ပါဘူးခင်ဗျာသူရုပ်ပါတွေနဲ့ပေါင်းပြီးခဲ့လို့အများသာစိတ်ဘူးနေအောင်လားမဟုတ်ပါဘူးခင်ဗျာနော် ရာဇဝဲဝုန်းနဲ့မကင်းလို့တဲ့လူနဲ့နေမယ်ဆိုလို့ကျရင်အဲ့ဒီလူရဲ့စိတ်ဟာအပါလောဖြစ်နေရတယ်။ထိတ်လာမနေရဘူးလား။ထိတ်လာနေရတယ်အဲ့လိုလေတဲ့။သူတော်ကောင်းတဲ့သူရုပ်မာတွေနဲ့တစ်ခိုက်မြောက်ပေါင်းမိမယ်ဆိုလို့ကျရင်စိတ်နဲ့တန်တရာပေါရောစက်ထားသလိုပဲတဲ့။နော်မိစ္ဆာဒိမ္မာလောပေါပြား၍တရားမပြောမှချွတ်ချော်၏ ကိုယ်စဉ်တို့တရားနဲ့ဥိလျော်မှုအတွက်ကအမတမမခဲရုံလားခဲရင်လည်းတရားနာဖို့တွင်နော်အမတမခဲရင်လည်းတရားနဲ့ပျော်ဖို့တွင်တရားနဲ့ဥိလျော်မှုတွင်တရားနဲ့ဥိလျော်မှုတွင်ပြပောင်းရုံပါရင်တော့ပါလေသူတော်ကောင်းကိုစည်းကြရမယ်နောက်ပြီးတော့သူတော်ကောင်းတွေရဲ့တရားတွေကိုနာယူရမယ်သူတော်ကောင်းဆိုတာဟောတယ်လို့ယဟန်တန်က ုတ်လားနော်ကိုယ့်ရဲ့စီးပွားဘက်ကိုယ့်ရဲ့လုပ်ဘောကိုင်ဘက်ကိုယ့်ရဲ့တရားတရားသွားကြောင်းတဲ့ဘောနော်ဓမ္မမိတ်ဆွေရတဲ့ဓမ္မမိတ်ဆွေရဲ့သူတော်ကောင်းတွေဟုတ်လားအေးအဲ့ဒီလိုမျိုးသူတော်ကောင်းတွေရဲ့တိုက်တွန်းမှုတွေနဲ့တရားတွေနာမယ်နော်တရားစာတွေကိုဖတ်မယ်တရားစာတွေကိုသင်မယ်ဆိုလို့ရှိရင်အဲ့ဒီမိမိတို့တက္ကမ်းများ နာကြောင်းပြီးတဲ့တရားဒေသနာကမိမိတို့အတွက်ဘာဖြစ်သွားနိုင်တယ်လဲအသိဉာဏ်နဲ့အများကြီးရောက်သွားနိုင်လားရနိုင်တယ်ဒါကြောင့်မဂ္ဂလေဝဆရာတော်ကြီးကသူတော်သူစဉ်ပညာရှင်တို့မိခင်စကားတခေါ်ကြကဗရမယာဇံကျိုးအဖို့ပြတဲ့ဧကမောကြတလုံးရဖို့တက်ကဖို့ကျိုးကယ်တော်ဤ လားလျာယံဓမ္မကိုတောင်းလို့ရှိပါလေဒုရောဒုဇင်ပညာရှင်တို့မိဉ္ဇကတခွန်ကြောကဗရမြဆံချုအဘိုးဟိတံဧကံမௌဇတလောရာဘုဒကဘုံကျိုးကဲလွန်ဤဒုရကလာမာလီတချို့ကတော့ယသောဗျာရှင်လက်ထက်ကိုပြန်ပြီးတော့နှလုံးသွင်းမယ်ဆိုလို့ရှိရင်နော်ဒီလို ဥပဒေသားနဲ့ပေါ်လျာလို့ခေါ်တဲ့ဒီဒါရီဘုဒ္ဓရာလောင်းနေရာဥပဒေသားဆိုလို့ရှိရင်ရှင်အတ္တစိတ်ရာနေပြီးတော့ယေရမအေရုပဘဝဆိုတဲ့ဂါထာလေးတစ်ခုကြားလိုက်တာနဲ့ဘာဖြစ်သွားလဲသောတာပန်ဖြစ်သွားလဲဟုတ်လားเนาะအေးအဲ့ဒါ ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနဲ့တွေ့သေးတာမဟုတ်ဘူးဘုရားမအောင်ဆုံးကနဦးဖြစ်တဲ့မြစ္ဆဝကိငောင်းတွေကနောက်ဆုံးအငယ်ဆုံးဖြစ်တဲ့เนาะယန္တာရှင်အတ္တသိစီရနေပြီးတော့ဒီဣဇမေဒုဗ္ဗဝါဒေကာတာလေးကြားလိုက်တာနဲ့ဘာဖြစ်သွားလဲသောတာပန်ဖြစ်သွားတယ်သူသောတာပန်ဖြစ်သွားတယ်အတွက်ရှင်းသက်ပြီးတော့ ရဲ့အတ္တကြီးကတရားတွေဟောမယ်လို့ကြံရွယ်နေတော့မှာပဲ။နော်အာရဘုရားကောင်းတရားဖြစ်တဲ့ရှင်ဥပဒိတာဥပဒိတာကလည်းခဏတာပြီးတော့တပည့်တော်ရဲ့ဂရိကောကနာလာရှိပါလေတပည့်တော်တရားတပါးတရားလို့ရလို့ချင်းတပည့်တော်ရဲ့တငယ်ချင်းကိုပြန်လေမျှဝေပါမယ်ဆိုပြီးတော့ဂရိကောပြုလာတာရှိပါလေဒီအတွက်ကြောင့် တပိတော်တပိတော်ရဲ့တငယ်ချင်းကိုလေးအောင်လေခေါ်လိုက်ပါအောင်မယ်လို့အဲ့လိုမျိုးဒါတရားရည်တွေကိုတိုက်ကျွေးတဲ့ရှင်အသက်တည်တော်မှာခဏတားမြင်ပြီးတော့သူ့ရဲ့တငယ်ချင်းတွေကိုတရားရအောင်သွားပြီးတော့ခေါ်တယ်နော်အဲ့လိုပညာရှိတငယ်ချင်းတွေရောက်ပြီးတော့အေးမကြီးပြီဘူးလားရေးကြည့်တယ်ဟုတ်လားနော်လောကကြီးမှာ တရားစကားနေလည်းအများပြားရှိတယ်နော်တရားဟောတဲ့ပုဂ္ဂိုလ်တွေလည်းအများပြားရှိတယ်အေးအဲ့ဒီနေရာမှာမိမိတို့ကတရားသူတရားမြတ်ကြီးရအောင်မလုပ်ဘူးလို့လည်းရှာဖို့လို့လို့လားလို့လည်းနော်ဒါကြောင့်ဘုရားတို့ယူကားနေတာဆရာတော်ဘုဘုံကြီးဥပဒိတာကတို့ယောဂေပေါင်းတို့ကောင်းနေလမ်းမကိုမရောက်အောင်နော်ဆိုစွာပြောသလိုပဲ စိတ်သက်သာမြာရောသလိုမိစ္ဆာချက်ပြတဲ့ပုဂ္ဂိုလ်တွေမပြောင်းလမ်းမှာရောက်ပါတယ်နော်အလိုနည်းနဲ့တလူအချမ်းနည်းနဲ့တလူဒါတရားစာတွေလည်းအများကြီးညွန်ပြထားတယ်တရားတွေလည်းအများကြီးဟောတာပဲဘုရားဟောတာတဲ့လေဒါကဘာလို့လဲဆိုတာပြန်ပြီးတော့သူယောဂီတွေတတိပိလိယောနေမှာပျံပြီးတော့တတိပိတဲ့အနေ ဉာဏ်လို့ခေါ်တဲ့ပညာရဲ့အကြောင်းကိုထပ်ပေါင်းပြီးတော့ပြောရတာလေပြောရတာเนาะဦးဇင်းတို့ငကားလေးပါဆရာတော်ပြရားကြီးရတယ်ဒါဇာတကတာလေးเนาะရပ်တော်ပြရဲ့နောက်ဘဝတော်ပြတဲ့ပါဠိအတ္တကတာဒီကားလေးဂန္ဓိကြီးကိုကြည့်ရှုပြီးတော့မှဒီလင်္ကာလေးကိုရေးထားတာเนาะကာလာလေးကလင်္ကာလေးကတူဝေမဲ့လေထိအောင်မရှိဘူးလား ရှိရလို့ဘုရားတို့ရဲ့ပညာရှင်တို့မိငင်းစကားတောင်းကြကဗရမ ्या စံဂျိုအဖို့ပြည်တံဧကမောကြတလုံးရာဘုနတ်ကဘုဘုံချုပ်ခဲ့လို့ဤဘုရားကလည်းမာနေပညာရှိစကားကိုတောင်းကြလို့ရှိရင်ဒီတံနဲ့ဗရမ ्या စံဂျိုလေးတော့ရတာနဲ့မကြီးတယ်တဲ့ဘုရားကလည်းမာနေအခု ရှောင်ဝင်းနေတဲ့စည်းစိမ်ဥစ္စာရန်နာရွှေငွေကနော်မြတ်စွာဘုရားရေတော်သောအတိပပန်းနိုင်ပြတဲ့နိဗ္ဗာန်ရဖို့တန်ပို့ပြီးတော့တမောပကြီးပြီဘူးလားတမောကြီးရဲ့ဒါကြောင့်မို့ပညာရှိကိုဘာလို့အောင်ပါလဲဤဝရမယ်ပညာရှိကိုဤဝရမယ် ပညာရှိကိုပြောရမယ်သူတို့ဘာလို့ဘာလို့မလဲဆောင်ရမယ်ဟောဒါကြောင့်ဒုလမောသူရုပ်တို့နဲ့တကိုင်းများပြပေါင်းမိတဲ့ကစိတ်နဲ့တမေယအစိတ်စာတို့မိစ္ဆာတိဗ္ဗလုံးပေါင်းပြရေတရားမလျော်ဖချွချောဤဒုရောသူစဉ်ပညာရှင်တို့မိသင်မိခင်တို့ကတခွန်ကြကပရမညာစံကြောအဘောဖြစ်တဲ့ ေကံမုတ်ချတခွရဖို့တကဖို့ကိုတကဖို့မောချိုးခဲ့လို့ဤတဲ့ဒါဝိဇ္ဇတို့မကတူပါဆရာတော်ပြာကြီးရဒါပညာနဲ့ပတ်သက်ပြီးတော့နော်ပညာရှိနဲ့ပေါင်းသိရမယ်ဘယ်လိုပညာရှိနဲ့ပေါင်းသိရမလဲဆိုတော့ဒါမိမိကိုလည်းမိမိရဲ့အကျိုးတရားကိုလည်းများစွာရှေ့ရှုတဲ့တကယ်ချင်းနဲ့ ပေါင်းရမှာကိုရည်ရတာပေါ့နော်ကိုရှင်တို့အဲ့လိုပြောပညာဉာဏ်ရှိသွားမယ်ဆိုလို့ရှိရင်တဲ့လောကကြီးမှာကြည့်ကြည့်လိုက်ပေါ့အတိုင်းဝိုင်းတစ်ခုကိုကြည့်လိုက်တဲ့အခါမှာအဲ့ဒီအတိုင်းဝိုင်းတစ်ခုဟာအစဉ်ပြေပြေနဲ့စားနိုင်တောင်းနိုင်နေနိုင်သွားနိုင်လူနိုင်ဓာတ်နိုင်တယ်ဆိုလို့ရှိရင်သူ့ရဲ့အတိုင်းဝိုင်းထဲမှာပညာရှိတယောက်တော့အနည်းဆုံးမရှိကြဘူးလားသိရတယ်နော်အစဉ်ပြေတယ် အင်ဂျင်နီယာတွေလည်းရှိရင်ရှိမယ်နော်လုပ်ငန်းရှင်တွေလည်းရှိရင်ရှိမယ်နောက်ပြီးတော့ဆရာဝန်တွေလည်းရှိရင်ရှိမယ်နော်ဒါကြောင့်မို့အဲ့ဒီပညာရှိတယောက်ရောက်လို့ဟာအင်မတန်မှအကျိုးကျေးဇူးများတယ်ဆိုတာကိုမကားတော့ပါဆရာတော်ကြီးကစက်ပြီးတော့ပညာရှိရောက်ရာဒူရဲရွာနာညစွာအိုင်တုံကံလို့မောက်ပြန်ဘူကရနဲ့ပဲနဲ့ညွှန်ချင်းကောက်ပြန် ဘာကြောင့်ဖြစ်၏တဲ့ပညာရှိရောက်တဲ့အရာမှာဆိုလို့ရှိရင်ကိုယ်စလုံးတောစတောင်းသားတွေစိုက်တွေ့လို့ပဲဆိုလို့ရှိရင်အဲဒီစိုက်တွေ့ရတာဗြဟ္မနိမလမ်းမနဲ့စိုက်တွေ့တဲ့အခါမှာဖြစ်ထွန်းမှုတွေအားနည်းတယ်ဒါပေမဲ့နိမလမ်းမညောင်ပြနိုင်တဲ့သူတွေရှိတဲ့အခါမှာအဲဒီစိုက်တွေ့လောကကြီးပို့ပြီးတော့မကျေထွန်းဘူးလားအေးအဲ့ဒါဘာလို့အပ်တာလဲ ဉာဏ်ပညာမလိုအပ်ဘူးလားလိုအပ်တယ်အဲ့လိုပဲတဲ့ဒုက္ခကမ္မတွေအတိုင်းအတိုင်းအတိတိမှာပညာရှိတယောက်ကရောက်လာမယ်ဆိုလို့ရှိရင်အဲ့ဒီသုံးသောပြောတဲ့ဘူခရအနေနဲ့ဝိစားနေတဲ့တောင်းပန်ပြလို့ပဲတို့ရဒုက္ခကမ္မတွေရဲ့လူမှုစည်းဝေးဘဝဟာလည်းပို့ပြီးတော့အောင်မြင်ဖြစ်ထွန်းနိုင်မယ်เนาะဆရာတော်ပြရရ ပညာနဲ့ပတ်သက်ပြီးတော့နိုင်နိုင်ကျွတ်ကျွတ်ရေးထားမယ်ဟုတ်လားရေးထားတယ်ဒါကြောင့်မို့ပညာရှိရောက်ရာတွေ့ရရွာနာညာစွာအိုင်တော့ကံလုံးပေါင်းလျံဘူကေရနဲ့ဘယ်တန်ညွှန်ရှင်ကောက်ဖယ်ကောက်ဖယ်မြတ်တဲ့ဘွားကြောင့်ဖြစ်၏ကိုနေရကိုနေလေးရည်ကြီးတော်ပြိုရွာသည်မြို့သူလူမျိုးတကာရာချမ်းသာလေဆိုင်ပြိုရေးလုပ်တဲ့အခါမှာ ကိုယ်ရဲ့လိုအရင်ပြည့်ပြတဲ့ရှည်ရလည်းအရင်မကြည့်ဘူးလားရင်းရင်းကြည့်တယ်အဲ့လိုပဲစိုက်ပျိုးရေးလုပ်တဲ့အခါမှာလည်းနော်ရေအရင်ပြည့်ပြတဲ့ရေလိုအပ်တယ်တို့တကာကာမတွေရဲ့ပြစုံပန်တန်တရားတမန်တော်လောကအတွက်အဲ့လိုမျိုးရေတောင်းမြင့်တဲ့တူတဲ့ရေနဲ့တူတဲ့ဉာဏ်ပညာလည်းအရင်မကြည့်ဘူးလား ရင်းကြီးတယ်အဲ့တော့ဘုရားတရားတို့ရပါတာလည်းသူများကိုလည်းပြန်ပြီးတော့ဝေမျှနိုင်မယ်လမ်းညွန်နိုင်မယ်နော်ဒါခொနေရခொနေလေးရဲ့ညီတော်မျိုးရွာတည်မျိုးမျိုးတို့လူမျိုးတို့ကရာချမ်းသာ၏ဒါပညာရဲ့အရေးကြီးဘုံပေါ့နော်ဒါဝိသေနုမြေတော်ကလည်းပညာနဲ့ပတ်သက်ပြီးတော့ အမျိုးမျိုးသုံးပါးသာလည်းမတင်ခဲ့ရမြင်မလားတင်ခဲ့ရတယ်ဒါပါကြောင့်လည်းဆိုတော့ဥစဉ်တို့ဉာဏ်ပညာအရေးကြီးတယ်ဆိုတာမသိရမြင်လားအဲအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုကပညာရှိစကားနဲ့နားမတော်ဘူးပညာရှိညွန်ကြားတဲ့အတိုင်းလည်းမလုပ်ဘူးဆိုလို့ရှိရင်မိမိတို့ရဲ့နော်ကာယလောကတွေလည်းမပြတ်ပါနိုင်ဘူးလား ပြန်ပါနိုင်နေကာယလုံးလားတွေပြန်မတဲ့အခါမှာမှာချွတ်ချောပြီးတော့မိစ္ဆာကျင့်နေလို့မကျင့်နိုင်ဘူးလားကျင့်နိုင်တယ်အဲလိုမိစ္ဆာကျင့်နေမှာရွချွတ်ချောပြီးတော့ကျင့်ကြံနေမယ်ဆိုလို့ရှိရင်မိမိတို့လိုလားတောင်းတာလဲမဟုတ်ဘူးနိဗ္ဗာန်ကဘာဖြစ်သွားမှာလဲဝိသတဲ့ဝေးသွားနိုင်မယ်အဲလိုမှမဖြစ်ချင်ဘူးဆိုလို့ရှိရင်ဒီနေ့အစားပြေတော့မိမိတို့ကမလိုရမှာလဲပညာရှိစကားကို နာတော်လာမယ်ပညာရှိလမ်းညွန်တဲ့အတိုင်းသိကြံပွားများအားထုတ်ရမယ်ဟုတ်လားအေးဒါကြောင့်ဘုတို့ဦးဇင်းတို့အကျင့်နဲ့ပတ်သက်ပြီးတော့တချို့ကအတ္တကိလမထာအကျင့်ဆိုတာရှိရဲ့နော်အဲ့ဒီအတ္တကလာအတ္တကိလမထာအကျင့်ကိုဘလို့ဘူးကိုယ်တွေကသိကြတယ်ဆိုတော့မိစ္ဆာဒိဋ္ဌိတို့ခေါ်တဲ့ဒိဋ္ဌိတွေကပဲဘာဖြစ်ကြလဲသိကြတယ် ကိုယ်စေတော်ပြတ်သွားတဲ့ဘုရားရှင်ကြီးအားလုံးဘဂဝန်နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့တမတအခြင်းဝိပဿနာအခြင်းတွေကိုနော်ကျမ်းအထုလူတွေမှာညွှန်ပြထားခဲ့ပြီလားညွှန်ပြထားခဲ့တယ်အဲအကြောင်းကိုယ်စေတော်ယူခနတာဆရာတော်ကြီးကဒီတမတအခြင်းဝိပဿနာအခြင်းတွေကိုတို့ယောဂီပေါင်းတို့ကောင်းနေတနေ့တည်းတနေ့တည်းတည်းတည်းတနေ့တည်းတည်းပါရမီကြီးညှင်းတဲ့ညှင်းမောင်းညှင်းမောင်းခြင်းကြီးညှင်းတဲ့ညှင်းအောင် ဒါလမ်းကြောင်းပြီးတော့ဒီယူကနဲ့လာနင်းနဲ့ဝိုးရွစဉ်ဆိုတဲ့စာအုပ်တာဖြန့်ဝေထားတာဟုတ်လားအေးအဲ့ဒီစာအုပ်ကမိမိတို့ဘုရားကမှဒီတိုင်းပုံထားမဲ့စာအုပ်မဟုတ်ဘူးနော်အဲ့စာအုပ်တွေကနီးနာနေနေတရားတွေကိုဘာလို့ရမှာလဲကျင့်ကြံရပါနော်အဲအဲ့လိုမှသာလေမိမိတို့လူလာတောက်တာလေမတ်ဖို့နေတာကဘာဖြစ်ပါလဲ ရောက်မှာတနေ့တဲ့တနေ့နေလာမှာတနေ့တဲ့တနေ့ပို့ပြီးတော့နေနေလာမှာအဲ့ဒါလို့မှမဟုတ်ဘူးဆိုလို့ရှိရင်ဘုရားတို့ဒါတွေ့ပါဆောင်ဒီဟောလာနော်နွားဗလာတာကျွေးတယ်လို့ဒီတရားရဲ့အရာလာမမီးကသိနိုင်ပါ့မလားမသိနိုင်ဘူးအဲမမီးကဒီတရားရဲ့အရာသာသိအောင် ဆက်လက်ဆက်လက်ပြီးတော့မလိုအောင်ပါလေပြင့်ကြံပေါင်းရအားထုတ်ရမယ်ဟုတ်လားဒါကြောင့်မဟုတ်ဘူးလေတို့ဟိုဟာဒီဝိဇ္ဇာတော့မှာသလိုခြင်းလဲရသော်ဗျာရှင်ကိုရောမြကြီးကမညာဝသုတံဝိနေစိတိပညာသိတိဒီလောကဝတ္တနိမညာသိတောနရောဣဒာအဘိတုကေသုခာနိဝိတတိမညာပညာသီသာရင်သုတံအကြမေအတ္တသင်နေပြည့်စုံသည်အပြစ်ကို ဝိတ္တစီနေပြုတဟိပညာပညာတိကိတိဒီလောကဝတ္တတိအကျောအသောလဘုရောတပ္ပါရမဘောပြန်စီတဟိဣဒာလောကေဣသာသနာရော၌ဝါဣဒာလောကေဣသတ္တလောက၌ပညာသိတောပညာရှိသောနရောလူတိအပိစာစဉ်စစ်တိဒုက္ခိပိစင်ရဲ့ခြင်းရှိသောဤဒုက္ခနိချမ်းသာတို့ဝိနတိရပါ၏လို့တတ္တာတလူတို့စီဟာ ဘဂဝါမြတ်စွာဘုရားဒီဩဇာကုဏာစေတမေတ္တာအပြည့်မိန်ကြတော်မူခဲ့ပါလေသတည်းပညာသေးတာလည်းတရားအမြင်ပညာဆိုတာကအကြအမြင်အသင်အတတ်နဲ့ပြည့်စုံတ ုဇင်းတို့အဒီပညာရှိပုဂ္ဂိုလ်တွေကြောင့်လက်ဘူတော်တက္ကရာရတယ်တဲ့အခုမာလေးမျိုးစကိုင်းမျိုးအဒီမျိုးမျိုးကိုပုံပြုပြီးတော့လုပ်သွားတဲ့ငန်တင်ကြောင့်အခုလောလောဆယ်စာသင်တိုင်းကြီးရဲ့စီက ဲတယ်လို့ပြောတာမှတ်တယ်နော်။ဘာကြောင့်လဲဆိုတော့ပညာရှိတဲ့ယံတော်လေပညာရှိတဲ့သီလရှင်တွေအ ਨੇ အချင်းပဲပါသွားလို့နော်။နော်ဦးဇင်းတို့ဒီနာကတို့ရမပြည်သူပြည်သားတွေအားလုံးအထင်ကြီးနေတဲ့စင်ကာပူနိုင်ငံဆိုလို့ရှိရင်သူတို့ကဒီပညာကိုပဲအခြေခံပြုပြီးတည်ဆောက်တာလား။အားကိုအခြေခံပြုပြီးတည်ဆောက်တာလား။ ပညာမူပဲအချိန်မှပြုပြီးတော့တည်ဆောက်တာအဲ့လိုနဲ့ဦးဇင်းတို့အချို့ကတော့မန္တလေးလိုသတိုင်းတို့ဒါအနောက်နိုင်ငံတွေမှာခေါ်တဲ့ဖိနင်းငယ်နဲ့တင်စားပြီးတော့ပေါ်ကြတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီငှက်မိဘုံတရားတော်မှာပြန်ပြီးတော့ထပြီးတော့ကောင်းငင်ကိုပြန်တမ်းနိုင်တဲ့အစွမ်းသက်တွေရှိတယ်။အဲ့လိုပဲဒုရဂါကမ္မတွေအင်းကျိုးလေးစားနေတဲ့ယဟန်တွေပါ အဲ့ဒီပညာတွေရှိတဲ့အတွက်เนาะတို့ယောဂေပေါင်းတော်ကောင်းနေကလည်းဒီနေ့အစားပြီးပညာကိုပါလို့ရပါလေထောက်ပံ့ရမယ်ဟုတ်လားเนาะပညာရှိအောင်ကျောင်းတွေပါလို့ရပါလေဒါပြရမယ်သာသနာပြုเนาะပညာရှိမှုနေတဲ့ဉာဏ်တန်ခါတွေကိုပါလို့ရပါလေထောက်ပံ့ရမယ်အဲ့ဒီဥမာသာရင်မိမိတို့ရဲ့ပရိယတိဘေဝသာသနာတမူလာဆို दादना जी आने सी बी एन बा में अलो प्रिय दी मेवा दादना दामूला दादना ही सी बा प्या बा मा दाले बड़ी पट्टी मेवा दादना दा फलन बड़ी पट्टी लो खोरे दुर्गा रगा मारे लोला टोंग डाले मबो नैबान सुना आले बाबे माले जाओ मा जामा अलो मा हो हु सुलो जी ဒုလာလာမရင်ဒုလာတောင်းတာလေမဘုံလေးမှာက ဒီရတဲ့ဒီပါပြတ်သွားပါလေဝေဝေသွားပါဒါကြောင့်ရှင်ပညာရှင်တို့ကပညာဦးဘယ်သူဆိုလို့ယူခိုးလို့ပါပါမယ်အတတ်ကြီးအလိမ္မာနဲ့အောက်သာဘယ်သူကြပါလိမ့်လောကလူဝဲတင်ကြမင်းလုံးလောက်ကမျက်မှောက်ကဲဒီကိုဝဲရလွယ်ဤခင်မောဓမ္မလုံးမြောက်ကောင်းမြိုင်ချမ်းသာဘုံဘုံမြဲကဲစင်တောက်တော် ်ဘုရင်တို့ပညာဆိုတဲ့ဥစ္စာကဘယ်လိုတွေမှဖိုးလွန်ပြပါဘူးဘုရင်တို့တရားကမ္မတွေမှာပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာရတနာရွှေတွေကအခြားအကြသောလူတွေဖိုးလွန်ပြအောင်လားရတယ်နော်အဲ့ဒီပညာတော့ဖိုးယူလို့ရတယ်နော်မရဘူးနော်အတက်ကယ်လေးမှာနဲ့ဥစ္စာပဲလူကြပါလေလောကလူပဲသူလိုပဲဥစ္စာလို့ အတတ်ပညာကစိတ်တဲ့ဥစ္စာနဲ့မတူဘူးတဲ့နော်တရားမြေလောက မျက်မှောက်ကဒီကိုဝေရလာရင်ခင်မောမိမိတို့တတ်ပြီးနားလည်ထားတဲ့ပညာကသာလေမိမိရဲ့အဆွေခင်မောကောင်းပဲဟုတ်လားနော်မြေလိုမျိုးသူတို့သောဥစ္စာစိတ်တဲ့ဉာဏ်ရှင်မြေတို့မှမိမိတို့ဟာဖတ်တွေ့ထားလို့ရရလားမရဘူးဒါပေမဲ့မိမိတို့ သိတာတဲ့ပညာလေးရပါလို့ရတယ်ခင်တယ်ထားလို့ရတယ်เนาะတမန်တော်ချမ်းသာဖို့အတွက်ပညာလေးကိုသင်ကြပါတဲ့ဒုရဂါကမတွေကလည်းဒုရဂါကမပေါင်းတော်ကောင်းတော်လည်းဘုရားဦးသိန်းလေးဆရာတော်ပြရဲ့အဆုံးအမဖြစ်တဲ့သံတော်ကောင်းကကံထုံးပြောင်းကောင်းကညာဆိုလိုပဲဒုရဂါကမပေါင်းတော်ကောင်းလို့ဒီเนาะဒီတဲ့ထုံးပြောင်းတဲ့ဉာဏ်ပညာလေးနဲ့လောကအကျိုးသာသနာအကျိုး ခဝါယိုးတွေကိုစကြဝဠာယိုးတွေကိုဆောင်ရွက်နိုင်တဲ့သူတော်ကောင်းပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြတ်တွေသည် ဖြစ်ကြပါစေတည်းရဲ့လို့ပြဏာအောင်စုပြုလိုက်ရနေတော်တည်း